မင်္ဂလာပါဒီနေ့မေလ22ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးချင်ပါတယ်။စစ်သား78ဦးအထိတည်ဆုံးစေခဲ့တဲ့ MI-17 ရဟရင်ကို FPV အသေးကန် drone နဲ့ဝင်တိုက်ဖြတ်စီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာတဲ့စစ်ကောင်စီရဲ့ MI-17 ရဟရင်ကိုအသေးကန် drone နဲ့ဝင်တိုက်ဖြတ်စီးခဲ့တဲ့ရုပ်သံဖိုင်တစ်ခုဒီနေ့မှထွက်ပေါ်လာခဲ့ပါတယ်။မြန်မာနိုင်ငံတွင်းကလူခွန်ရေးရှုဖောက်မှုတွေစစ်ရာဇဝဲမှုတွေကိုစုံစမ်းထောက်လှမ်းနေတဲ့ DNISO အဖွဲ့ကအဆိုပါရုတ်တံဖိုင်ကိုထုတ်ဖော်ပြသလိုက်တာဖြစ်ပြီးစစ်ကောင်စီရဲ့ MI-70 ရဟတ်ယာဉ်ကိုဥတီကဒရုန်းတစ်စီးကဝင်တိုက်လိုက်တာကိုဗီဒီယိုထဲမှာရှင်းရှင်းလင်းလင်းတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီလိုစစ်သား၁၈ဦးသေဆုံးစေခဲ့တဲ့ MI-70 ရဟတ်ယာဉ်ကို KNY ကဘာနဲ့ပစ်လိုက်တာလဲဆိုတာကိုလူအများကစိတ်ဝင်စားခဲ့ကြပါတယ်။ထပ်မံထွက်ပေါ်လာတဲ့ဗီဒီယိုအရစစ်ကောင်စီရဲ့ MI-70 ရဟတ်ယာဉ်ကို KYN ပူပေါင်းတပ်ဖွဲ့တွေက FPV အသေးခံ drone အသုံးပြုပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့စစ်ကောင်စီထံကတိမ့်ပတ်ရရှိခဲ့တဲ့လက်နက်တွေအကြောင်းမျှဝေလေးရှိတဲ့ Tactical Reporter 2.0ကပြောဆိုထားပါတယ်။ဒီသတင်းနဲ့တစ်ဆက်တည်းတင်ဆက်ပေးချင်တာကတော့ KYN ကပြစ်ချလိုက်တဲ့စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်မှာအိန္ဒိယနိုင်ငံထုတ်ကြီးကားများတက်ဆင်ထားပြီးစစ်ကောင်စီနဲ့အိန္ဒိယအကြားထက်ထဲဝင်ဝင်ပတ်သက်မှုကိုမိမောင်းထုတ်ပြနေတာလို့သိရပါဗျ ကရှင်လူလဲ့တမတော် KNA ကမေလ20ရက်နေ့ကပြစ်ချလိုက်တဲ့စစ်ကောင်စီရဲ့ရဟယင်မှာအိန္ဒိယနိုင်ငံထုတ်ကြီးကားတွေတက်ဆင်ထားတာကိုတွေ့ရကြောင်းလက်နက်သုံးသက်ချက်တွေကိုအစဉ်တစိုက်ရေးသားနေတဲ့ Tactical Reporter 2.0ကသုံးသက်ဖော်ပြထားပါတယ်။ KNA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့နယ်မှာပြက်ကျခဲ့တဲ့ Delta MI-70 ရဟယင်မှာအိန္ဒိယကုမ္ပဏီ MKU ထုတ်ကြီးကားတွေ ထပ်ပိုးတက်စင်ထားတယ်လို့ရဟယင်ကရရှိတဲ့ဒစိအမှတ်သားတွေကသက်သေခံနေတယ်လို့ဆိုပါတယ်။တိုက်ခိုက်ရေးလက်နက်တော့မဟုတ်ဘူးပေါ့ရုရှားကဝယ်ထားတဲ့ရဟယင်မှာအတွင်းခန်းအတွက်အိန္ဒိယကုမ္ပဏီထုတ်ကြီးကားတွေထပ်ပိုးတက်စင်ထားတဲ့ပုံစံမျိုးပါလို့ Tactical Reporter 2.0ကတာဝန်ရှိသူကသုံးသပ်ပြောဆိုထားပါတယ်။